ရရှုံးမှုမြို့တကဖေးစိတ်နေတဲ့ညနေခင်းတစ်ခုပေါ့ဆောင်မူိုင်းတူရဲ့နောက်လိုက်တယောက်ဟာရရှုံးမှုမြို့တကအောက်မှာရက်ပြီးမိုးတိတ်ကိုစောင့်နေတယ်ကြီးမားကျယ်ပြန့်တဲ့မြို့တကအောက်မှာလူရဲသူရဲလူတယောက်မှမရှိဘူးမယမ်းရောင်သစ်ဆေးတွေဖိုတိုဂရက်ဒီတကွက်ကွာကျနေတဲ့တိုင်းလုံးကြီးပေါ်မှာပြေးတကောင်တက်နေတယ်ရရှုံးမှုမြို့တကကစူကြကူပစ်တရာကြီးပေါ်မှာရှိပြီးတော့ဘာခမောက်စောင့်ထားတဲ့ကြီးတော်သားပဲဖြစ်ဖြစ်အုတ်ထုတ်ပေါင်းထားတဲ့မူးမဲ့ပဲဖြစ်ဖြစ် မိုးတက်မုန်တိုင်းကိုဝင်ခိုဖို့ရောက်လာနိုင်တယ်။ဒါပေမဲ့အနီးနားမှာအဲ့ဒီလူကလွဲလို့တယောက်မှမရှိဘူး။လွန်ခဲ့တဲ့နှစ်များကတိုယိုမျိုးကြီးဟာတဘာဝဘေးဒုက္ခတွေကိုတစ်ခုပြီးတစ်ခုကြုံခဲ့ရတယ်။ငလျင်တွေ၊မုန်တိုင်းတွေ၊မီးဝေးတွေတိုယိုမျိုးကြီးဟာအကြီးကျယ်ပျက်စီးခဲ့ရတယ်။တစ်ဆေးတွေ၊ရွှေပြားတွေ၊ငွေပြားတွေခတ်ထားတဲ့ဖျားယုတ်ပွားတော်တွေနဲ့အခြားထွတ်မြတ်ထားရာပစ္စည်းများကိုလမ်းဘေးမှာပုံပြီးထင်းအဖြစ်ရောင်းကြတယ်လို့မှတ်တမ်းတွေမှာ အဆိုရှိကြတယ်။တိုချိုမြို့ကြီးမှာတော့အပြက်စီးတွေများနေရင်ရရှုံမုံမြို့တကားကိုပြင်ဖို့ဆိုတာဘယ်မှာဖြစ်နိုင်တော့မလဲ။မြို့တကားကြီးပြက်နေတာအခွင့်ကောင်းယူပြီးမြေခွေးတွေအခြားတောရိုင်းတိရိစ္ဆာန်တွေဟာတကားပြက်ကြီးထဲမှာခိုးအောင်လို့ရှိကြတယ်။တခိုးတွေ တပြားတွေပုံတဲ့အခါလဲရှိပါရဲ့။နောက်တော့ပိုင်ရှင်မရှိတဲ့လူသေးလောင်းတွေကို လာပစ်ထားကြရလဲရှိပါတယ်။မှောင်လာပြီဆိုတာနဲ့ ရာရှုံမွန်မျိုးတကားကြီးဟာခြောက်ချားစရာကောင်းပြီးအနီးနားကိုဘယ်သူမှမလာရဲကြတော့ဘူးကြီးကန်းတွေကတော့အဝေးကနေပြန်လာကြပြီးအဲ့ဒီတကားပြက်ကြီးထဲမှာအိတ်တန်းတက်ကြတယ်နေ့လယ်ဘက်ဆိုရင်တော့အဲ့ဒီကြီးကန်းအုပ်တွေဟာမျိုးတကားထိတ်တိုင်းမှာတအားအော်နေရင်ဝဲနေတက်ကြတယ်နေလုံးကြီးပြောက်ကွယ်သွားလို့ညီရဲတဲ့ရောင်ကြီးအကျွင်းကြံတွေကြီးကြံရစ်တဲ့အခါမှာအဲ့ဒီကြီးကန်းအုပ်တွေဟာမြို့တကားနေရံမှာနှမ်းစည်းကိုကျဲပက်ထားသလိုဖြစ်နေတယ် ဒါပေမဲ့အဲ့ဒီတနေ့ကတော့ကြီးုပ်တွေတကောင်တလေးမှမမြင်ရဘူးမုတ်ချုပ်သွားလေလို့လားတော့မပြောတတ်ဘူးမြေတော်ကိုတက်တဲ့ကြောက်တွန်းလေကဒီကြီးကတော့အချိုးနေရာမှာပဲ့ရဲကုန်ကြပြီအချိုးနေရာတွေကပကြားရတွေချာမှာမျက်တွေပေါက်နေကြတယ်ကြောက်တွန်းလေကဒီတွေပေါ်မှာလဲကြီးကန်းချေးတွေမွားစာတက်လို့နေတယ်အပြာရောင်ကိုဝှက်ထားတဲ့ဆာမူရိုင်းနောက်လိုက်ဟာအမြင့်ဆုံးလေကားတွေဖြစ်တဲ့တရမမြောက်အထက်မှာထိုင်ပြီးမိုးဆက်ဝိုင်းကိုငေးကြည့်နေတယ် သူ့အာယုံကတော့သူ့ရဲ့ညာဘက်ပါပေါ်မှာပေါက်နေတဲ့ဝက်ချံပူကြီးစီရောက်နေတယ်။ပြောခဲ့တဲ့အတိုင်စာမူရိုင်းနောက်လိုက်ဟာမိုးအတိတ်ကိုစောင့်နေတာ။ဒါပေမဲ့မိုးတိတ်သွားရင်ဘဲသွားပြီးဘာလုပ်ရမယ်မသိသေးဘူး။ထုံးစံအတိုင်းဆိုရင်မိုးတိတ်ရင်ကို့အရှင်သခင်စာမူရိုင်းစီပြန်သွားရုံပဲ။ဒါပေမဲ့မကြခင်ကပဲသူ့အလုပ်ပြုတ်လာခဲ့ပြီလေ။သူ့ဂျိုမျိုးကြီးရဲ့စီပါဥစ္စာဟာအလင်းအမြန်ဆုပ်ယုပ်ပြပြနေတယ်။ဒီလိုစီပါပြက်နေတဲ့အတွက် သူနှစ်ပေါင်းများစွာအမှုထမ်းခဲ့တဲ့သူ့တခင်ဟာသူ့ကိုအလုပ်ထုတ်ပြလိုက်တယ်။အခုတော့မိုးကလည်းရွာဘယ်ကိုသွားမှလည်းမသိ။ယာဇရုကလည်းနောက်ကြည့်ရှုပ်ထွေးနေတယ်။သူ့စိတ်ထဲအညိုများနဲ့ဖိနေသလားမဆိုနိုင်။မိုးကတော်တော်နဲ့တိတ်မဲ့ပုံမပေါ်။သူဟာမနှက်ဖြံမှာထမင်းတလုတ်ကိုဘယ်လိုများရှာစားရမလဲလို့စဉ်းစားနေတယ်။ရောက်ရက်ခတ်နေတဲ့အတွေးတွေနဲ့သူ့ရဲ့ရက်ဆက်တဲ့ကံကြမ္မာကိုဆန့်ကျင်ကပ်ကွက်နေကြတယ်။သူဟာရည်ရွယ်ချက်မရှိဘဲ စူဂျာကူလမ်းမှာပိရိယာဘော်ကြီးမှန်ပါတဖြောက်ဖြောက်ကြနေတဲ့မိုးဆက်တီရဲ့အတန်ကိုနားထောင်နေတယ်ရာရှုံမွန်မြို့တကားတဝိုက်မှာမိုးဟာတဲတထက်တဲလာပြီးမိုးပေါက်ကြတဲ့တီကအဝေးကြီးကလေးကကြားနိုင်တယ်မော်ကြီးလိုက်တော့မြို့တကားမဟုတ်ဘူးအမိုးထိတ်ကဒဇက်မိတ်ဆွန်မှာမဲမောင်နေတဲ့တိန်တိုက်ကြီးတစ်ခုလုံးချိတ်မဲနေတာတွေ့ရတယ်သူ့အခြေအနေက ခုတ်ကိုရမဲ့အခြေအနေရွေးစရာလမ်းမရှိဘူးကောင်းတဲ့လမ်းလည်းမရှိဘူးဆိုးတဲ့လမ်းလည်းမရှိဘူးဒေသဖြောင်းမတ်တဲ့လမ်းကိုရွေးရင် သူဟာမကြခင်ငတ်သေးသွားပြီမြို့တကားဘေးမှာဖြစ်ဖြစ်စူဂျာကူပီတရာလမ်းဘေးကြီးမှာဖြစ်ဖြစ်မြောင်းထဲမှာဖြစ်ဖြစ်ငတ်ပြီးတည်သွားရတော့မှာအဲ့ဒီလိုတည်သွားရင်ခွလိခွလွန့်တကောင်လိုမြို့တကားပြည်ကြီးနားမှာလာပြစ်ကြမှာပဲဒီလိုဆိုရင်ခိုးဆူတိုက်ခိုက်တာမျိုးလုံမလားသူဒီပြည်တနာကလေးကိုအပြန်ပြန်အလန်လန်တွေးနေတယ်ဘယ်လိုပဲတွေးတွေးနောက်ဆုံးတော့သူဆုံးပြည့်ချက်ထက်တလဲလဲရောက်လာတော့တယ်သူလူโซတမျှတယောက်လောက်ရတော့မယ်ဆိုတော့ဆုံးပြည့်ချက်ဒါပေမဲ့တန်တရားတွေဟာ မကြာခဏပြန်ရောက်လာကြတယ်။သူ့မှာအခြားလမ်းမရှိဘူး။ဆုံးဖြတ်ပြီးဖြစ်ပေမဲ့လူစုတို့မြတ်လို့တာဟာမှန်တယ်လို့ဆုံးဖြတ်ရတဲ့သတိကိုမမွေးနိုင်သေးပဲဖြစ်နေတယ်။သူအကြီးအကျယ်နှာချေပြီးဌာနရာကနေထလိုက်တယ်။တူဂျိုညာချမ်းရဲ့အဟိဒံကြောင့်မိဖို့ဘေးနာလီကအနှွေးတက်ကိုသူတောင်းတမိတယ်။ညာရီမိုးချုံမှာတိုက်နေတဲ့လေပင်းကြောင့်မြို့တကားပြတ်တိုင်လုံးပေါ်ကိုတက်နေတဲ့ပြည်ရဲလည်းမရှိတော့ဘူး။သူကလဲကိုဆန့်ပြီးမြို့တကားတော့ဝိုက်ကိုလှည့်ကြည့်လိုက်တယ်။ ပြီးတော့အောက်ကအင်ကြီးပါပါလေးပေါ်မှာထက်ချုံလာတဲ့ဝိယုံကြီးကိုပခုံးအထိခြုံလိုက်တယ်မိုးလုံးလေးလုံးတဲ့ချောင်းကျောင်းကြားလေးတစ်ခုလောက်တွေ့ရရင်တော့ဒီနေညာအဲ့ဒီမှာအိတ်တော့မဲလို့သူဆုံးဖြတ်လိုက်တယ်မြို့တကားအထက်ညှော်စင်ပေါ်ကိုတက်တဲ့သစ်စေးတုပ်လေကားကြီးတစ်ခုကိုသူတွားတွေ့တယ်ပျော်စင်ပေါ်မှာဆိုရင်တော့ဘသူမှမရှိတန်ကောင်းဆွန့်ပြစ်ထားတဲ့လူသေးလောင်းတို့ဘာတို့တော့ရှိနိုင်တာပေါ့သူဟာခါမလွယ်ထားတဲ့တရှိကိုဒိုင်ထဲကကျွတ်မထွက်ခတင်းတင်းဆုတ်ကင်ပြီး လေကားတစ်တည်းအတိုင်းအပေါ်ကိုတက်လာခဲ့တယ်။စက္ကန့်အနည်းငယ်ကြာလို့လေကားအလဲရောက်တော့အပေါ်မှာလှုပ်ရှားမှုတစ်ခုရိတ်ခနဲနဲ့လှမ်းမြင်လိုက်ရတယ်။သူကအသက်ကိုယ်တော့ပြင်းပြင်းမရှိနိုင်ပဲကျေပြန့်လာတဲ့လေကားကြီးအလဲမှာကြောင်တော်ကောင်လိုကုတ်ပြီးအခဲခက်နေတယ်။မျောစင်အပေါ်ဓာတ်စီကအလင်းရောင်လက်လက်တစ်ခု သူ့ညာဘက်ပါပေါ်မှာထိုးကြလာတယ်။ဝက်ချံဖုနီနီကြီးပေါက်နေတဲ့သူ့ညာဘက်ပါပေါ်ပေါ့မျောစင်ပေါ်မှာလူသေးလောင်းလောက်ပဲရှိမယ်လို့သူထင်ခဲ့တာ။ဒါပေမဲ့ လေကားကိုဆက်တက်လာတော့မျောစွင်ပေါ်မှာမီးလင်းရောင်ကိုတွေ့နေရတယ်။အဲ့ဒီမီးရောင်ထဲမှာသဏ္ဍာန်တစ်ခုကိုလှုပ်လှုပ်ရှားရှားဝါကျင်ကျင်မီးမိမ့်မိန်အောင်မှာမျက်နှာကျက်ကတွေ့လောင်ကြနေတဲ့ဖြာရှိမွန်မျိုးတကားတဲကပင်းကူအိမ်တွေကအကြောက်စရာတလက်လက်ဖြစ်နေတယ်။ရာချုံမွန်မျိုးတကားတဲမှာဘုဒ္ဓမုံနိုင်ကြားထဲမှာဘယ်လိုလိုများရောက်နေပါလဲမသိတဲ့အရာမကောင်းဆိုးတဲ့အရာဟာသူ့ကို၆လန့်နေတယ်။သူဟာအိမ်မြောင်တကောင်လိုပဲမဆောင်တဲ့လေကားကြီးအတိုင်း လေးဘက်ထောက်ပြီးတက်လာခဲ့တယ်။လေဘင်းကိုတက်နိုင်စုံဆန်တန်းပြီးမျောစင်ထဲကိုမရေတရေချောင်းကြည့်လိုက်တယ်။ကြားတဲ့ကောလာဟာလာအတိုင်းပဲမျောစင်ထဲမှာ လူသေးလောင်းတွေပြစ်စလက်ကဆံပစ်ထားကြတယ်။မီးအောင်ကလေးကမိမ့်မိန်လေးဆိုပေမဲ့လူသေးလောင်းဘယ်လောက်ရှိရဲဆိုတာသူမပြောနိုင်ဘူး။အချို့လူသေးလောင်းတွေကကိုလုံးကြီးဖြစ်ပြီးအချို့လောင်းတွေမှာဝေစားဝေထားတဲ့စုံလောက်ပဲသူမြင်ရတယ်။အချို့ကလည်းမိမအလောင်းတွေ ကျမ်းပြင်ပေါ်မှာပက်လက်ကြီးဆန့်ပြီးဗဇက်ကြီးတွေကဟလို့လက်နှစ်ဖက်ကလည်းဆန့်ဆန့်ကြီးဖြစ်လို့ရှင်ရုပ်တွေထက်ပိုပြီးအသက်စီဝင် ရှိဖို့မရဘူးအတိတ်ကြီးကတိတ်နေပုံ ထောက်တော့သူတို့တွေတခါတော့ကအသက်ရှိခဲ့ဘူးတဲ့ဆိုတာဟုတ်မှဟုတ်ရဲ့လားလို့တွေးစရာသူတို့ပခုံးတွေရှင်ုံတွေဝမ်းပိုက်တွေခမမေရဲ့လင်းအောင်ထဲမှာထိုးထွက်နေကြပြီးချားစိတ်ပိုင်းတွေကတော့ရိတ်ထဲမှာပျောက်နေကြတယ်အဲ့ဒီပုတ်ပွားနေတဲ့အလောင်းတွေစီ ထွက်လာတဲ့ပို့ဟောင်းတွေရဲ့အနံ့ကြီးတွေကနှာခေါင်းကိုလက်နဲ့ပိတ်လိုက်ရတယ်။နှာခေါင်းကိုပိတ်ထားတဲ့သူ့လဟာရုတ်တရက်အောက်ကိုပြုတ်ကျသွားပြီးသူ့မျက်လုံးတွေပြုတ်ကျသွားတယ်။သူကအလောင်းတစ်လောင်းပေါ်မှာငုံမိုးနေတဲ့တပတ်လူလူအရေးတင်တာတစ်ခုကိုလှမ်းမြင်လိုက်ရတယ်။တရံကတော့မိမအူကြီးတယောက်ရဲ့ပုံမျိုးပဲ။ပိန်ချုံပြီးဆဗီနေဖြူဖွေးလို့သူ့ညာဘက်လက်မှာထင်းယူလာမိဘုတ်တစ်ခုကိုကင်ထားပြီးဆဗီနဲ့နဲ့နဲ့အလောင်းတစ်လောင်းကိုငုံကြည့်နေတယ် သူဟာတိကျင်စိတ်ထက်ကြောက်စိတ်ကပိုနေပြီးတော်တော်ကြကြအသက်မရှုမီပဲနေမိတယ်။သူ့ခေါင်းနဲ့သူ့ကိုယ်ကအမွေးအမြင်တွေဟာထောင်ထလာသလားလို့အောင်းမိရတယ်။အလန်တရားနဲ့သူစောင့်ကြည့်နေတော့မှအဘောကြီးဟာဖီတုတ်ကိုကြမ်းနှချောင်းကြားမှာထိုးဆက်လိုက်ပြီးအလောင်းရဲ့ခေါင်းကိုကင်ပြီးမြောင်းမာများသူ့သားငယ်သမီးငယ်များကိုတန်းတုတ်ပေးသလိုလူတွေရဲ့ခေါင်းကိုစပင်ရှိရှိတွေဆွဲနှုတ်နေတယ် အဘအိုရဲ့လက်တွေဟာထုတ်ရှားလိုက်တယ်ဆဗင်တွေကလည်းတချောင်းချင်းအလွယ်လကူပါလာတယ်ဆဗင်တွေတော်တော်များများနှုတ်ပြီးလောက်တဲ့အခါသူ့မှာကြောက်စိတ်မရှိတော့အဘကြီးကို မုံတီးတဲ့စိတ်တွေတဖာဖာပေါ်လာတယ်မုံတီးတာတော့မျိုးမဟုတ်တော့ဘူးမကောင်းမှုမှန်တယ်မြဆက်ဆုပ်တဲ့စိတ်လို့ပြောရမယ်ခက်ဆော့ဆော့ကသူ့မေးခဲ့တဲ့မေးခွန်းဖြစ်တဲ့ငတ်တည်မလားလူစုဓမြလုံးမလားအခုချိန်မှာတရားဥပဒေများ လာမေးခဲ့ရင် တည်ခြင်းတရားကိုမဆိုင်မကွရွေးလာမိမှအမှန်ပဲဆိုးရုံမှုကိုမုံတီးတဲ့အမုံဟာကျမ်းပြနှစ်ချောင်းကြားမှာစိုက်ထားတဲ့အဖွားအိုရဲ့မိတုတ်ကမီးလိုပဲဟုံကလန်နဲ့တောက်လာလူသေးကောင်းကဆပင်တွေကိုဘာဖြစ်လို့ဆွဲနှုတ်လဲလဲဆိုတာသူမသိဘူးအလားတူပဲအဖွားအိုရဲ့အပြုတ်မှုတွေဟာဆိုးသလားကောင်းသလားဆိုတာလည်းသူမသိဘူးဒါပေမဲ့မှုန်တိုင်းတွေတဝုန်းတိုက်နေတဲ့ဒီညမှာရာရှုံမှုမြို့တကားထဲမှာ တေသူတွေရဲ့အလောင်းကဆပင်တွေကိုနှုတ်ပစ်တာတော့ခွမလို့ထိုက်တဲ့ရာဇဝမှုလို့သူထင်တယ်။စောစောတုန်းကသူကိုယ်တိုင် လူစုတပြားလုံးမယ်လို့စိတ်ကူးခဲ့မိတာတော့သူသတိမရတော့ဘူး။သူဟာအာယူထလိုက်ပြီးလက်ကဓာတ်ကိုမြင်းမြဲကန်ရင်အဖောက်ကိုရှေ့မှာတွားရက်လိုက်တယ်။အဖောက်ကသူ့ကိုမြင်လိုက်တော့အကြောက်လွန်တဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်ပြီးထိုင်ရန်ကထလိုက်တယ်။သူ့တကူလုံးလဲတုံလို့အဖောက်ကတွေ့တွေ့ကြီးရက်နေပြီးမှ လေကားစီကိုပြင်းစင်းတယ်။ဖွာကြီးဘယ်သွားတာလဲလို့သူကအော်ရင်ဖောက်ကိုရှေ့စီကစီးရလိုက်တယ်။အဖောက်ကိုကကုတ်ချစ်ပြီးလေကားစီကို အတင်းတိုးတယ်။သူကအဖောက်ကိုနောက်ဖက်ကအတင်းလိုက်ပြန်တွန်းတယ်။သူတို့နှစ်ယောက်လုံလာထွေလာဖြစ်ပြီးလူသေးလောင်းတွေချားထဲမှာလဲကျသွားတယ်။လဲကျသွားရင်တယောက်ကိုတယောက်အတင်းဆွဲကြတယ်။ပြဿနာကတိတ်မကြဘူး။ခဏနေတော့သူကအဖောက်ကိုလက်မောင်းကိုဖမ်းချုပ်လိုက်ပြီး ကျမ်းပြင်ပေါ်အထိုင်ခိုင်းလိုက်တယ်အဖွားဦးရဲ့လက်မောင်းဟာအယိုးပေါ်ရွေးတင်လို့အသားရည်လို့ဘာမှမရှိဘူးချက်ကလေးခြေတော့ကရေပြားလောက်ပဲရှိမယ်ထင်တယ်အဖွားဦးကျမ်းပြောင်းမှာလဲထိုင်သူကလဲဓာတ်ကိုဒိုင်ရင်ကဆွဲချုပ်ပြီးပြောင်းလဲနေတဲ့ဓာတ်သားကိုသူ့နှကောင်းရှိမှာအသာကတ်လိုက်တယ်အဖွားဦးကတိတ်ဆိတ်နေတယ်တကောလုံးနဲ့ကြသလိုဆက်ဆက်တုံနေတယ်မျက်လုံးတွေကလည်းမျက်တွင်းတွေက ခုန်ထွက်တော့မလို့လန်တကြပြူးကျနေတယ်အသက်ရှူကန်ကလည်း တရှိရှိတရှိရှိဖြစ်နေတယ်။အဖွားကြီးရဲ့အတက်ဟာသူ့လက်ထဲရောက်နေပြီ။ဒီအတွေ့အကြုံသူစူပွက်နေတဲ့ဒေါသဟာအေးသွားပြီ။တည်ငြိမ်တဲ့မာနနဲ့ကျင်တဲ့ရောင်ရွယ်မှု ဖြစ်ပေါ်လာတယ်။သူကအဖွားကြီးကိုငုံကြည့်ပြီးအတော်အတန်တည်ငြိမ်သွားတဲ့အတန်နဲ့ဒီမှာအဖွားကြီးကျုပ်ကရဲဘက်ကမဟုတ်ဘူး။ဒီတကားမှာခဏမိုးခုတ်နေတဲ့ခီးသွွားတယောက်ပဲ။ကျိုးနဲ့လည်းမတုပ်ဘူး။ဘာမှလည်းမလုပ်ဘူး။ ဒါပေမဲ့ဒီပေါ်တက်ပြီးဘာလုံးနေလဲဆိုတာတော့ပြောရလိမ့်မယ်။ဖွာကြီးရဲ့မျက်လုံးတွေကပိုပြီးပြူးကျဲသွားတယ်။ဒါရဲ့ငှက်တကောင်ရဲ့ဆူရှနေရတဲ့မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတယ်။ဖွာဟိုကနှုတ်ခမ်းတွေကိုလှုပ်နေပေမဲ့သူ့နှုတ်ခမ်းတွေဟာတခုခုဝါနေတယ်လို့ဘာရီတွေတွန့်နေတဲ့တဲကနှမြုပ်ပျောက်ွယ်နေတယ်။လယ်ဘင်းတိတိလေးတွေကစလုတ်ဟာလှုပ်နေတယ်။ပြီးတော့ကြီးအားတဲ့အတန်မျိုးနဲ့အတန်ထွက်လာတယ်။ငါစပင်းတွေနှုတ်နေတာ ဆပင်တုလို့မလို့ဆပင်တွေနှုတ်နေတာ သူ့အဖြေဟာစတွေကာစပေါ်လာတဲ့မတိတရားအရာတခုကိုဖယ်ဖျက်ပစ်လိုက်တယ်သူဟာတော်တော်စစ်ပြက်သွားတယ်လက်ဆက်တတော်သူ့ချေမှထိုင်းနေတဲ့အဖွားကြီးဟာထိတ်လန့်တုံရင်နေတဲ့မိမအူကြီးတယောက်ပါလားတရေတဲ့ပတ်လည်းမဟုတ်တဝန်တစ်ခါအစာလေးစားဖို့အတွက်လူတွေရဲ့ဆပင်ကိုလိုက်နှုတ်ပြီးဆပင်တုလုံနေတဲ့ဖွားကြီးဆိုပါလားသူချင်းတော်ပေါက်သွားတယ် ေးဆက်တဲ့အထင်သေးဆက်ဆုံမှုရင်ထဲပေါ်လာတယ်။ကြောက်စိတ်ဆိုလို့လုံးလုံးမရှိတော့ဘူး။စောစောတုန်းက မုန်းတိတဲ့စိတ်ဟာလည်းပြန်ပေါ်လာတယ်။သူ့စိတ်ထဲကခံစားချက်တွေကိုဟောဝူကြီးကလည်းရိမ့်မြုံပုံရရဲ့လူသူတွေရဲ့ခေါင်းကနှုတ်လာတဲ့ဆပင်တွေလက်ထဲမှာကင်ထားတဲ့အဖွာကြီးကအဲ့ကွဲကွဲကြမ်းရှာရအတန်နဲ့ပြောတယ်။တေသူရဲ့ဆပင်ကိုနှုတ်ပြီးဆပင်တုလုတဲ့အတွက်ရုံးမာကြီးရဲ့လို့နင်းထင်ရင်ထင်မှာပဲဒါပေမဲ့ ဒီမှာလာပြတဲ့လောင်းတရားဒီလောက်ပဲတန်တဟက်ဟောဒီမှာငါနှုတ်လာတဲ့ဆယ်မင်းတည်းရဲ့ပိုင်ရှင်မိမဆိုရင်မွေသားကိုအချောက်လန်းပြီးငချောက်လို့ပြောရောင်းခဲ့တဲ့မိမဒီမိမဟာပလိယောဂနဲ့မသိရင်ခုလောက်ဆိုမွေသား၆တွေကိုငချောက်လို့ပြောပြီးညာရောက်နေဦးမှာပဲလူတွေကလည်းသူ့စီကဝယ်ပြီးကောင်းလိုက်တဲ့ငချောက်ဆိုပြီးကြိုက်နေကြမှာပဲသူ့အဖိုးလည်းဒါပဲလုံးမှာပေါ့ဒါမှမလုပ်ရင်ငတ်ပြီးတည်သွားမှာပေါ့ရေးစရာလမ်းမရှိဘူး သူ့ကောင်းကဆပင်တွေငါလာနှုတ်ပြီးဆပင်တူးလုတ်ဖို့ရောင်းတယ်လို့သိရင်လဲယူကြီးဆိုင်မှာမဟုတ်ဘူးသူကဓာတ်ကိုထရင်နဲ့ပြန်သွင်းလိုက်ပြီးဘယ်ဘက်လက်နဲ့အနှောင့်ကိုဆုပ်ကန်ရင်ဖောက်ကြီးရဲ့စကားကိုနားထောင်ပြီးစဉ်းစားနေတယ်သူ့ညာဘက်လက်ကညာဘက်ပါပေါ်မှာရှိတဲ့ဝှချံဘူးကြီးစီကို ရောက်သွားတယ်သူစကားတွေကို နားထောင်ရင်သတိတစ်ခု သူရလာတယ်အဲ့ဒီသတိကိုဆော့ဆော့ကငွေကားအောက်မှာထိုင်နေတော့ကသူမရခဲ့သေးဘူး ဟောဝကြီးကိုဖမ်းချုပ်ခဲ့တော့ကတကိုးတစ်ခုဟာသူ့ကိုသတိနဲ့ဝေးရစီကို မောင်းပို့နေခဲ့တယ်။ငတ်ပြီးသေးမလားလူစုဓမြလုံးမလားသူ့ကောင်းထဲမှာလုံးလုံးမရှိတော့ဘူး။ဖွာကြီးခမရပြောတာအမှန်ပဲလား။အဖောက်ဝကြီးစကားဆုံးတဲ့အခါမှာသူက လောင်ပြောင်တဲ့အတန်နဲ့ပြောတယ်။သူဟာဝချန့်ပူကြီးကိုကရင်ရှက်ပြီးငုံပြီးအဖွာကြီးရဲ့လေမျိုးကိုညှင့်ရင်အတန်ပြဲကြီးနဲ့អော်လိုက်တယ်။ဒီလိုဆိုရင်ကျုပ်ခမရကိုလွင့်ရင်လည်းမှန်တာပေါ့။ မလို့ရင်လည်းကြုံငတ်သေးတော့မှာသူကအဖောက်အိုကြီးကိုကအဝိစားတွေကိုချွတ်ပစ်လိုက်တယ်ဖောက်အိုကြီးကယုံပြီးသူ့ခြေထောက်တစ်ဖက်ကိုအတွင်းဆက်ဖက်နေရင်အလောင်းတွေချာလဲကျသွားကန်ချလိုက်တယ်ငါလန်းလောက်လန်းပြီးမှ သူ့လေကားထိတ်ကိုယောက်လာတယ်ဖောက်အိုကြီးစီကလိူလာတဲ့ခတ်ဝါဝါအဝိစားတွေကိုသူတင်းညံကြားမှာညက်လို့မျက်စိအတွေ့အကြုံမှာသူဟာမဆောက်တဲ့လေကားထိတ်တွေအတိုင်းပြင်းစင်လာပြီးညက် ၆ကမ္ဘာကြီးထဲမှာဖျောက်သွားတယ်။သူ့ခြေတံတွေဟာမျောစင်ထဲမှာဟိမ့်ကြံရစ်ခဲ့တယ်။ခဏကြာတော့မျောစင်တစ်ခုလုံးတိတ်သွားတယ်။ခဏကြာတော့အဖွားအိုကြီးဟာလူသေးလောင်းတွေချားတဲ့ကလူလဲထလာတယ်။သူဟာခုတည်းထိမိတ်တုံတုံလင်းနေတဲ့မိတုပ်ကိုကရင်ညင်းညူညူနဲ့လေးဝက်ထွာလာခဲ့တယ်။မျက်နှာပေါ်မှာဖေဖေရဲ့ဝဲကြနေတဲ့ဆပင်ဖြူတွေချားကမိတုပ်ကလင်းအောင်ထဲမှာနောက်ဆုံးလေကားလေးစီကိုနှံ့ကြည့်လိုက်တယ် လေကိုင်းရင်ဆုံးမှာတော့အမှောင်တူပဲရှိမတိရတဲ့အရာမတိခဲ့တဲ့အရာပေါ့မှတ်ချက်ရရှုံမှုမျိုးတကားသည်မျိုးတော်အောင်ဖြစ်သည့်တူချုံမျိုးတွင် အကြီးဆုံးတကားဖြစ်သည်အကျယ်106ပေနိုင်ရန်အမြင့်85ပေရှိပြီးဒု26ပေထူသည်တူချုံမျိုးတော်ကြီးပြတ်သုံးလာသည့်အခါရရှုံမှုမျိုးတကားလည်းပျက်စီးလာခဲ့ရာလူစုတမျှများခိုးအောင်ရာ လူတွေလောင်းများဆုံးပြရာဖြစ်လာခဲ့သည်။ဆိုင်ဆရာမြတ်တန်းတင့်ဘာသာပြန်ဆိုတဲ့ရရှုံမှုမျိုးတကားဆိုတဲ့အကြောင်းအရာလေးဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။